။ညာမျိုးလေးရဲ့မနှက်ခင်ဟာအမြဲတမ်းလိုလိုတောက်ဝင်လှုပ်ရှားနေပါလေ။မျိုးလေကအောင်မင်္ဂလာဇေးဟာမျိုးရဲ့နှလုံးသားလိုဆိုနိုင်ပြီးဒီနှလုံးသားရဲ့သွေးကြောငယ်လေးတွေလို ထိုးဖောက်သွားလာနေသူတွေထဲမှာမေသူကရောက်လဲအပါဝင်မှာ။မေသူဟာမျိုးတို့ကတက်တတော်တစ်ခုမှာဥပရေဒုတိယနှစ်တက်ရောက်နေတဲ့ចောင်းသူတဦးဖြစ်ပြီးအခုလိုចောင်းပည့်ရတွေမှာတော့သူဖခင်ဥမောင်ရဲ့ရွှေဟင်းထားကုန်းဆုံဆိုင်မှာနေ့စဉ်လိုလိုဝင်ရောက်ကူညီလေးရှိပါတယ်။ဥမောင်ဟာအသက်90ကျော်အရွယ် မျက်မှန်းထွန်းတို့တတ်ထောက်ပြီးမျက်နာမှာအမြဲတမ်းရိုးသားတဲ့အဖျုံးသဘွင့်ကိုချိန်ဆွဲထားသူပါဈေးထဲမှာသူ့ကိုမထီသူမရှိသလောက်ပါတယ်ဆရာမောင်လို့ချစ်စနိုးခေါ်ရသလိုသူများတွေအခက်ခဲရှိရင်လည်းကိုတတ်နိုင်သလောက်ကူညီတတ်တာကြောင့်လူချစ်လူခင်ပေါ်များပါတယ်ရွှေဟင်သာဆိုင်လေးဟာဈေးထဲမှာအကြီးဆုံးမဟုတ်ပေမဲ့ပစ္စည်းစုံလင်မှုနဲ့ဈေးနှုန်းမှန်ကန်မှုကြောင့်ဝယ်သူမပြတ်ပါဘူးဒါပေမဲ့မြိုင်မြို့လေးရဲ့ငင်းချမှုဟာအပေါ်ယံမှာပဲရှိနေခဲ့ပါတယ်မြို့သူမြို့သားတွေရဲ့စိတ်ထဲမှာ လေးလံတဲ့အယိတ်မဲကြီးတခုကိန်းအောင်နေတယ်။အဲ့ဒီအယိတ်ကတော့မြို့နယ်ရဲစခန်းကရဲမှုကြီးခင်မောင်ပါပဲ။ရဲမှုကြီးခင်မောင်ဟာဒီမြို့ကို ပြောင်းလာတာတနှစ်ကျော်သာရှိသေးပေမဲ့သူ့ရဲ့အုပ်ချုပ်မှုအောက်မှာမြို့တလုံးချက်တည်တည်နေရပါတယ်။တရားဥပဒေစိုးမိုးရေးဆိုတဲ့ဇာတ်ကားကိုဗဇက်ဖျားကမချပေမဲ့သူ့ရဲ့အဓိကဝင်ငွေကတော့ဈေးထဲကဆိုင်ခန်းလေးစီကလုံခြုံရေးဈေးဆိုတဲ့ခေါင်းစဉ်တတ်ထားတဲ့လာစဉ်ဆက်ချဲပါပဲ။ဒီငွေကိုကောက်ခံဖို့အတွက် သူမလက်ဆွဲတော့သူ့ရဲ့အုပ်တင်မင်းဆိုတဲ့လူယုံတယောက်လည်းရှိပါတယ်ဒီနေ့မနှက်ခင်နေချီနှွေးနှွေးကဆန်ရှိကဆန်အိတ်တဲ့ဘောကြားရောက်နေတော့မေသူတယောက်ငွေစင်းရေးမှတ်နေချိန်ပါပဲဆန်ရှိကိုရဲဆိုင်ကယ်တစည်းထိုးရောက်လာပါတယ်ဆိုင်ကယ်ဘောကဆင်းလာသူကတော့ယူနီဖောင်းဝတ်ထားတဲ့သူ့ရဲ့အုပ်တင်မင်းနဲ့ရဲသားတယောက်ပါဥမောင် နေကောင်းလားဗျတင်မင်းရဲ့အတန်းဟာမချိုးမချင်းနဲ့ဥမောင်ကစရင်စာအုပ်ပေါ်ကနေမြန်မာကိုပင့်တင်ရန်မော့ကြည့်တယ် အော်သူရဲ့အိုပါလားထိုင်ပါဦးဘာများအကူအညီပေးရမလဲဗျတင်းမြင့်ကဆိုင်သေးကိုမျက်လုံးကစားရင်မထိုင်ပဲမှတ်တက်ရက်လက်ရက်တာပဲပြောတယ်အကူအညီရတော့မဟုတ်ပါဘူးထုံးစံအတိုင်းပဲလာချုံငွေလေးလာကောက်တာတခြားဆိုင်တွေအားလုံးပေးပြီးပြီဥမောင်တို့ဆိုင်ပဲကြံ့တော့တယ်ဥမောင်ရဲ့မနာထားကချက်ချင်းဆိုတာသလိုတီသွားတယ်သူကတဖင်းတစ်ချက်ကိုမတိမသာချပြီးပြန်ပြောတယ်သူရဲ့အုပ်ရဲ့ကျွန်တော်ဒီဆိုင်ထွင်လာတာဒီဈေးထဲမှာ20ကျော်ပါပြီ။ နိုင်ငံတော်ကိုပေးရမယ့်အခွင့်အခမှန်တမျှတကြမှအလွတ်မတွတ်ဖို့ပါခမားတို့ပြောတဲ့ဒီလုံကြုံကြီးကျဲဆိုတာဘယ်ဥပဒေမှမမပါဘူးယဒီစကားကိုကြတော့တင်မင်းရဲ့မျက်နာကချက်ချင်းအယောင်ပြောင်းသွားတယ်သူ့မျက်လုံးတွေကစင်ရင်းလုံးနဲ့လည်းမေသူစီတစ်ချက်လမ်းကြည့်လိုက်တယ်ဘာဥမောင်ခမားကကျွန်တော်ကိုဥပဒေလားတင်နေတာလားဒီမှာရဲမှုကြီးကဒီမျိုးရဲ့ဥပဒေပဲခမားတို့လိုဈေးထည်တွေအေးအေးဆေးဆေးနှုတ်လိုက်စားတောင်းနိုင်အောင်ကျွန်တော်ကညညဆိုလုံကြုံရေးယူထားပေးရလား ဲ့ဒီအတွက်မေတ္တာနဲ့ထဲဝင်ရမှာပေါ့ဗျာမေသူတော်မစီရင်ရင်းနေရကညမနေနိုင်တော့လို့ဝင်ပြောလိုက်တယ်ဥတင်မြက်ကျွန်မတို့ကဥပလီအတိုင်းပဲလုတ်ကင်စားတော့တာပါပြီးတော့ဈေးလူညွေအတွက်လဲဈေးကော်မတီကိုလာစဉ်ွေတသက်ပေးသွင်းပါတယ်အခုလိုမျိုးအတန်းမှလာတောင်းတာကတော့မဖြစ်သင့်လို့ထင်တယ်ဥပလီចောင်းသူမို့စကလုံးတွေကပြတ်သားနေနေတင်မင်းကမေသူကိုမယ်ပြုံးတစ်ချက်ပြုံးလိုက်ပြီးဟာမေသူမေကမြို့ကြီးမှာចောင်းသွားတဲ့နေလို့စကားတွေတက်လာတယ်ပေါ့လေကောင်းပြီ ဥမောင်ခမ ्या ကိုနောက်ဆုံးတစ်ခေါက်ပြောမယ်ဒီငွေကိုပေးမှလားမပေးဘူးလားဥမောင်ကခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်တယ်မတရားတဲ့ငွေတရားတဲ့ကြမှာကျွန်တော်မပေးနိုင်ဘူးဒူးရဲ့အုပ်ခမ ्या လို့လှုပ်ချင်တာသာလှုပ်ကောင်းပြီလေကောင်းပြီလေတင်မြင့်ကတောသားတကြီးអော်လိုက်တယ်ခမ ्या ရဲ့ရွှေဟင်တာဆိုင်လေးဘလောက်ခဏကြာကြာရက်တည်နိုင်မလဲစောင့်ကြည့်ကြသေးတာပေါ့ခမ ्या ရဲ့យោသားမှုကခမ ्या ကိုကယ်နိုင်မလားဒါမှမဟုတ်ခမရသမီးလေးကိုပါဒုက္ခပင်လေဝေဝေစေမလားစဉ်းစားထားလိုက်သူတို့နှစ်ယောက်ဆိုင်ကဲကိုမောင်းထွက်သွားတဲ့အထိ ဥမောင်ရောမေသူရောကြက်တေတေသွားကြတယ်။ဆိုင်ကယ်ဟိတ်စောတန်ပျောက်ကွဲသွားမှမေသူမျက်နှာလေးဖြူလော်သွားပြီးသူ့ဘခင်ကိုလှမ်းကြည့်တယ်။အဖေသူတို့ဒီတိုင်းလက်ရှုမှမခုတ်မှုထင်တယ်။ဥမောင်ကတပြင်းရှည်ကြီးတစ်ချက်ချကြီးသူ့သမီးရဲ့ပခုံးကိုအားပေးတယ်လို့ပုတ်လိုက်တယ်။ဘာမှမစိုးရင်မနဲ့သမီးရဲ့အဖေတို့ကအမှန်တရားဘက်မှာရှိနေတာပဲ။သူတို့ဘာမှလုပ်လို့မရပါဘူး။ဥမောင်ကအာတင်းကြီးပြောလိုက်ပေမဲ့မေသူရဲ့ယင်ထဲမှာတော့မုံတိုင်းဝင်းခါနိုင်ရဲ့ငင်တက်ခြင်းလိုမျိုး စိုးရင်ပူပါမှုလိုင်းလုံးကြီးတစ်ခုတဖြည်းဖြည်းရိုက်ခတ်လာနေခဲ့ပါပြီ။ဒေါ်ရဲဟုတ်တီမြင့်ထွက်သွားပြီးနောက်မှာတော့ရွှေဟင်သာကုံစုံဆိုင်လေးညပုတ်မှန်ရောင်းဝယ်ရေးလေပတ်မှုတွေဟာပြန်စားခဲ့ပြီးမယ်။ဥမုံရောမေသူဝါစိတ်ထဲမှာလေးလာနေကြတယ်။အထူးသဖြင့်မေသူဝါဥပရိပညာကိုသင်ယူနေသူပြီးပြီးဥပရိမဲ့လောက်ရတဲ့အန်ဒီကိုသူ့ပို့နားလေတယ်။သူ့အဖေကတော့မှန်တာလို့ရင်ဘာမှမဖြစ်ဘူးဆိုတဲ့ရှီယိုဆွဲယုံကြည်ချက်ကိုပဲလက်ကင်ထားစေပါ။ ရဲမှုကြီးခင်မောင်ရဲ့ရုံးခန်းထဲမှာတော့အခြေအနေကတင်းလာနေပါတယ်။ဒိုရဲဦးတင်းမင်ကမျက်နှာငယ်လေးနဲ့အကျိုးအကြောင်းကိုပြန်တင်ပြတယ်။ရဲမှုကြီးအဒီဦးမောင်ကလုံးဝခေါင်းမာနေပါတယ်။သူ့သမီးကလည်းဥပဒေကြောင့်သူဆိုတော့စကားကြီးစကားကြေးတွေနဲ့ပြန်ပြောလွတ်လိုက်တယ်။ရဲမှုကြီးခင်မောင်ကစပွဲပေါ်တင်ထိုင်တဲ့သူ့ရဲ့ရဲဦးထိုးကိုလက်ညှိုးနဲ့ပုတ်တက်ကစားနေရင်ကနေခနဲ့တက်တက်ရဲလိုက်တယ်။ဥပဒေကြောင့်သူဟုတ်လား။ကောင်းတာပေါ့။သူ့အဖေကိုဥပဒေနဲ့ပဲညှိအောင်လုပ်ပြရတယ်ပေါ့။ ီမြို့မှာငါ့စကားကိုညင်းဆန်တဲ့ကောင်ဘလို့အဆုံးသတ်သွားလဲဆိုလားကိုဒီဈေးတဲကကောင်အားလုံးသိအောင်နမူနာပြရမယ်။သူကတေမင်းကိုတူနာကတ်ခဲလိုက်ပြီးအထန်တိုးတိုးနဲ့တစုံတစ်ခုကိုအမိန့်ပေးညွှန်ကြားလိုက်တယ်။တေမင်းရဲ့မျက်နှာကအရင်ဖြူရှားသွားပြီးမှနောက်တော့မချီပြုံးပြုံးလိုက်တယ်။အမိန့်အတိုင်းမှာရံမှုကြီးတေကြပေါက်တိုက်ရစေရပါမယ်။သုံးရက်ခန့်ကြာသွားသည်အချင်းတွေကညင်တက်နေတဲ့အကြောင်းဥမောင်ပေါင်မှာသူတို့လက်ဆွတ်သွားကြပြီးထင်လဲလို့တွေးပြလာသည်။အဲ့ဒီညက် မိုးတွေကတီးတီးမမဲ့စွာတွဲနေညတဲ့ညမှာဈေးပိတ်ချိန်ရောက်လို့ဥမောင်နဲ့မေသူတို့ဆိုင်သိမ်းဖို့ပြင်ဆင်နေတော့မှသည်ဒေါင်းအိုင်းခနဲ့ဆိုင်တကားကိုစောင့်ကန်ဖွင့်လိုက်တဲ့အတန်နဲ့အတူရဲတပ်ဖွဲ့၄၅ယောက်ရုတ်တရက်ဝင်းတော့လာပါတယ်ရှေထုံးကဥဆောင်လာသူအလောတော်ရဲဥတင်မြင့်သူလက်ထုံးမှလည်းစာရွက်စာတမ်းတရက်ကိုကင်ထားတယ်ဥမောင်ခင်ရကိုမူးရစေဝါရောင်းဝယ်ဖောက်ကားမှုနဲ့တရင်ပေးတိုင်ကြချစ်ရထားတယ်ဆိုင်ကအခုချက်ချင်းရှာဖွေပုံစံနဲ့ဝင်းချမယ်ဗျာဥမောင်ရောမေသူဘကြောင်ကြီးသွားပါလေ ခမရလို့ခမရတို့ဒါတသက်မဲ့စွစွဲကြမှာနော်ကျွန်တော်ဆိုင်မှာဖယ်တော့မှပါစိတ်ပေးထားတင်းမင်းကအာနာပါတဲ့အတန်းနဲ့ဟိန်းဟောက်လိုက်ပြီးသူ့လူတွေကိုမျက်လုံးပြလိုက်လေဆိုင်ကိုစုပေါင်းမကန်အကုန်ရှာရဲသားတွေကဆိုင်တဲ့ကပစ္စည်းတွေကိုမှွေနောက်ဆွဲနိုင်ပစ်ချကြပါတော့တယ်စီပုံးတွေစံအိတ်တွေစားရဘူးခွန်းတွေဟိုတစီတစီဆိုင်လေးကခဏလေးတွင်းမှာဖြစ်စစ်တလိန်လိုပျက်စီးသွားပါတယ်မေသူကသူ့အဖေရှိမှကားရရင်တုန်ညင်းတဲ့ထန်နဲ့អော်တယ်ရှင်တို့ ရှင်တို့ဒါတရားရုံးကဝရန်ပါလူလားရှင်တို့ဒီလိုလုပ်လို့မရဘူးတင်းမြင့်ကသူ့လက်ထက်ကစာရက်ကိုမေသူမျက်နှာနာကတ်ပြလိုက်တယ်ရဲမှုကြီးကိုယ်နဲ့လက်မှတ်ထိုးထားတဲ့အရေးပေါ်ရှာဖွေခွင့်မယ်မိရဲ့ဥပဒေစာအုပ်ထဲမှာမပါသေးမလားကလေးမအဲ့ဒီအချိန်မှာပဲဆိုင်တောင်းကဆန်အိတ်ကြီးတဲ့နာမှာရှာနေတဲ့ရဲသားတယောက်ကအော်လိုက်တယ်တွေ့ပြီဆရာဒီမှာဒီဆန်အိတ်အောင်မှာရဲသားကအဝါရုံတိတ်ပတ်ထားတဲ့ပလတ်စတစ်အထုပ်ကြီးကိုဆွဲထုတ်လိုက်တယ်အထုပ်ထဲမှာကဘင်းဖြူမုံလို့ယူဆရတဲ့အဖြူရောင်အမှုတွေ ဦးမောင်ရဲ့မျက်လုံးတွေဖြူးကျဲသွားပါတယ်မဟုတ်ဘူးမဟုတ်ဘူးဒါကျွန်တော်ပစ္စည်းမဟုတ်ဘူးခမရတို့ခမရတို့ဒါတက်တက်ထက်သွားတာမဟုတ်ဘူးဦးမောင်ကရှေ့ကိုဒိုးဝင်ဟူစူးစမ်းပြီးပြဲရဲငယောက်ကသူ့ကိုချုပ်ထားလိုက်တယ်တင်မင်းကအောင်းနိုင်သူရဲ့ဗျုံနဲ့အဲ့ဒီအထုပ်ကိုလက်ညှိုးထိုးရင်းကြသက်တည်ခံဖြစ်ရှိခိုင်မာခိုင်မာတွေ့ရှိရပြီဦးမောင်ခမရကိုမူးရီဆေးဝါးလက်ဝဲတွေ့ရှိဖို့ပုံမှန်နဲ့အခုချက်ချင်းဖမ်းဆီးလိုက်ပါပြီလက်ချက်ကမလွတ်ပါနဲ့ကျွန်တော်မဟုတ်ဘူးတမီး အဖေကိုကယ်ပါအောင်ဦးမောင်ရဲ့အတန်ကတုံရင်ပြီးမြက်လေဒီဝဲတက်လာတယ်အဖေအမေကိုသွားခေါ်အဖေအဖမ်းခံရပြီမေသူကဆိုင်ပက်ကီထဲမှာဒူးထောက်ချသွားပြီးမိုးထန်တွေသူ့ရဲ့ငိုတန်တွေနဲ့အတူညကနတ်မောင်သွားခဲ့ပါရဲ့ရဲစခန်းရောက်တော့မေသူနဲ့သူ့အမေတော်ခင်ခင်တို့ချက်ချင်းလိုက်လာကြတယ်သူတို့ကရဲမှုကြီးခင်မောင်ရဲ့ယုံခံရှိမှတောင်းမှန်ကြငိုယိုကြတယ်ရဲမှုကြီးရဲ့ကျမယောက်ျားကပြည့်စိတ်တစ်ခေါင်တောင်တိုက်ရတဲ့သူမဟုတ်ပါဘူးတခုခုလွဲချော်နေတာပါ ပြန်စစ်ဆေးပေးပါဦးရဲမှုကြီးခင်မောင်ကသူ့ရဲ့ထိုင်ကုန်းကြီးမှာဇင်းကြကြမိထိုင်ရင်းစေးပစ်လေးလေးကိုမူးညီလိုက်တယ်တော်ခင်းခင်ကျွန်တော်ရဲတွေကတတ်သေးပေါ်မှာပဲအလွတ်လောက်တာဗျာခမည်းဆိုင်သေးကနေလတ်ပူးလတ်ခဲမိတာကျွန်တော်လည်းဘာမှလုပ်ပေးလို့မရဘူးဥပဒေအတိုင်းပဲဗျာဟုတ်တယ်မလားသူကနောက်ဆုံးစကားကိုမေသူမျက်နှာကိုစိုက်ကြည့်ရင်းပြောလိုက်တယ်မေသူကသူ့အမေကိုထူပေးရင်းရဲမှုကြီးခင်မောင်ကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပါတယ် မျက်လီတွေကပါးပြင်ပေါ်မှာစီးကျနေသေးပါဒါပေမဲ့သူ့ရဲ့အကြည့်တွေထဲမှာကြောက်ရွံ့မှုအစာနာကျင်မှုနဲ့အခဲမကြီးတဲ့ဒေါသတွေသာအထင်းသာပေါ်လွင်နေခဲ့ပါတော့တယ်ဥမော့အဖမ်းခံရပြီးနောက်တနေ့မနက်မှာတော့အောင်မင်္ဂလာဇီးတစ်ခုလုံးတိတ်ဆိတ်ငင်သက်နေပါတယ်ရွှေဟင်သားကုံစုံဆိုင်လေးကတော့ပိုက်ရှင်မဲ့စွားနဲ့တကားပိတ်ထားစေဇီးသူဇေသားတွေကဥမောင်တို့မိသားစုအတွက်စိတ်မကောက်ထိကြပေမဲ့ရဲမှုကြီးခင်မောင်ရဲ့နာမည်ကိုကြားရုံနဲ့ကြော်ချမ်းနေကြတာမို့ဘသူမှလူသိရှင်ကြဝင်မကူရဲကြပါဘူး မေသူတယောက်မြင်ယူဒီကြားကနေတတိကိုပြန်မွေးယူရတယ်။သူ့အမေတော်ခင်ခင်ကတော့အိရတဲ့လဲနေခဲ့ပါပြီ။ငါအခေအတွက်ငါပဲရှိတော့တယ်ဆိုတဲ့အတွင်းနဲ့သူဥပဒေပညာရှင်တယောက်လိုစတင်လှူရှားပါတော့တယ်။ပထမဆုံးအနေနဲ့မြိုင်မျိုးကရှေ့နေတွေကိုလိုက်ရှာတယ်။ဒါပေမဲ့သူ့အတွေ့အကြုံရှေ့နေတိုင်းကဥမောင်ရဲ့အမှုကိုကြားနာနေခေါင်းခါကြတယ်။ဒီအမှုကလက်ပုလက်ချက်မိတာသမီးရဲ့တက်တဲ့ကပစ္စည်းနဲ့တကွာမိတာဆိုတော့လွတ်ဖို့လိုက်မမြင်ဘူး။ရေမှုကြီးခင်မောင်ကိုတိုင်ကိုင်းတဲ့အမှုမှုဦးနေတော့ဝယ်မပါရဲဘူး။ တချို့ကပွင့်ပွင့်လင်းလင်းငင်းသလိုတချို့ကရှေ့နေကကိုမေသူမတတ်နိုင်လောက်အောင်တမင်တကာမြင်တင်ပြီးတောင်းကြခဲ့မေသူစိတ်ထက်ကြစားပြုလာချိန်မှာမှမြို့စုံကရှေ့နေအိုကြီးတယောက်တည်းတဲ့ဦးသိန်းဝင်းအကြောင်းကြားပါတယ်ဦးသိန်းဝင်းဟာတချင်ကတရားမျှတမှုအတွက်နာမည်ကြီးခဲ့ပေမဲ့အာနာရှိဝရင်းနဲ့ညီဆုံးဖြစ်နောက်ပိုင်းအမှုကြီးတွေမလိုက်တော့ပဲအနာယူနေသူပါ မေသူဟာဦးသိန်းဝင်းရဲ့အိမ်ကိုမိုးရွာထဲမှာထီတလက်နဲ့မရောက်ရအောင်သွားခဲ့ပါတယ်ဦးသိန်းဝင်းကအစပိုင်းမှာတော့ညင်းဆန်ပါတယ် တမီးရဲ့ဦးရေကဒီလိုအမှုအနေနဲ့ဝေးနေတာကြားပါပြီ ပြီးတော့ရဲမှုကြီးခင်မောင်ဆိုလာမေသူကဦးသိန်းဝင်းရဲ့ရှိမှဒူးတော့ထိုင်ချလိုက်ပြီးမျက်ရည်နဲ့ပြောတယ်ဦးလေရှင်တို့လိုဥပဒေပြင်ကြရှင်တွေကမှမတရားမှုကိုလက်ပိုက်ကြည့်နေမယ်ဆိုရင်ကျမတို့လိုတာမန်ဖီသူတွေကဘသူ့ကိုသွားအားကိုးရတော့မလဲကျမဖေကရိုးသားမှုကလေးနဲ့ဘာအဖြစ်မှမရှိပါဘူးဒါဟာထောင်ချောက်ဆိုတာရှင်းနေပါတယ်သူ့ရဲ့တုံရင်ပေမဲ့ပြက်သားတဲ့အတန်းနဲ့ဥပဒေကြောင်းသူတယောက်အယုံကြည်ချက်ကိုတွေးလိုက်ခြင်းမှာတော့ ဦးသိန်းဝင်းတယောက်စိတ်ပြောင်းသွားပါတယ်။ကောင်းပြီ။အမှုကတော့ငါလက်ခံမယ်။ဒါပေမဲ့ငါတို့မှာအချိန်သိမရှိဘူး။တတ်တဲ့အတုဆိုတာကိုတတ်တဲ့ပြနိုင်ဖို့မိကိုလိုက်လဲတတ်တဲ့တွေလိုက်ရှာပေးရမယ်။ဒီလိုနဲ့မေသူဟာသူ့ရဲ့ကိုပိုင်စုံစမ်းမှုကိုစတင်ခဲ့တယ်။ရဲမှုကြီးခင်မောင်ရဲ့လာစားမှုတွေကိုတိတ်တိတ်ဆိုင်လိုက်စမှတ်တန်းတင်သွားခဲ့တယ်။ဇီးရဲကတခြားဆိုင်ရှင်တချို့စီကနေလုံခြုံရေးကေးကောင်းခံခဲ့ရတဲ့အတန်ပိုင်းတချို့ကိုခက်ခက်ခဲခဲရယူနိုင်ခဲ့တယ်။တစ်ချိန်တည်းမှာတဲ့သူဟာရန်ကုန်ကခက်တဲ့တရင်ချာနယ်မှာအလုလုံနေတဲ့ အဂရိလိုက်စားမှုတွေကိုဖော်ပြရည်သားလေးရှိတဲ့သတင်းတောက်တကူစားနီဆိုသူနဲ့အဆက်တွေမလို့ဖို့စူးစမ်းနေခဲ့ပါတယ်။ယန္တနဲ့ကြာပြီးနောက်ပိုင်းမေသူဟာသူ့အဖေကိုထာဝန်စားတွေ့ခွင့်ရဖို့ရဲစခန်းကိုသွားခဲ့တယ်။စခန်းထဲမှာသူ့ကိုစောင့်နေသူကတော့ဒူရဲဦးတင်မန်။ထာဝန်စားတွေ့ချင်းတယ်ဟုတ်လား။ရဲမူးကြီးကမင်းကိုသူ့ယုံခန်းထဲမှာတွေ့ချင်းနေတယ်။မေသူရင်နဲ့ဒိန်းကနေဖြစ်သွားပေမဲ့မှန်မချပဲရဲမူးကြီးခင်မောင်ရဲ့ယုံခန်းထဲကိုဝင်လိုက်ခဲ့ပါတယ်။ ်ရဲမှုကြီးခင်မောင်ကသူ့ရဲ့ကြီးမားတဲ့ထိုင်ကုန်းကြီးပေါ်မှာ secret တလစ်ကိုဖြွာရင်းနဲ့ဇင်ကြနေတယ်။သူကမေသူကိုအပေါ်အဝေးကြည့်ပြီးညစ်ကြေကြေပြောလိုက်တယ်။ထိုင်လေမေသူ မေဖေကြီးကတော့အထင်မှအတော့အဆင်မပြေဘူးကြတယ်။ဟုတ်တယ်။မူရဲ့အမှုဆိုတော့ထောင်းတန်တသက်တကျွန်းကြသွားနိုင်တယ်မို့လား။ကျမအဖေအပြစ်မရှိဘူးဆိုတာရှင်ကိုယ်တိုင်အတည်ဆုံးပါ။ဟာဟာဟာအပြစ်ရှိမရှိဆိုတာကဒီကရဲမှုကြီးရဲ့ပါဇက်ဖျားပေါ်မှာပဲမူတည်တာ။ငါလက်ထဲမှာပဲမေဖေရဲ့အသက်ကရှိနေတာ။ သူကထိုင်းရကထားပြီးမေသူနာကိုတဖြည်းဖြည်းချင်းကတ်လာပဲဒါပေမဲ့ငါကလူသားစံပါပဲမင်းဖေးကိုလွတ်စေချင်တဲ့ဆိုရင်တော့မင်းဘက်ကလည်းပေးဆက်မှုတစ်ခုလုံးလွတ်ပါမှာပေါ့သူကစကားကိုတမင်ဆွဲငင်းပြီးပြောရင်သူ့ရဲ့လက်ကျန်းကြီးတစ်ဖက်ကိုမေသူရဲ့ပခုံးပေါ်လမ်းတင်လိုက်တယ်မင်းလိုအကြီးအချင်းရှိတဲ့ဥပဒေကြောင်းသူလေးတယောက်ကဘလို့ပေးဆက်ရမလဲဆိုတာနားလေသင့်တယ်ကွာဟမ်အဲ့ဒီအခိုက်အတန့်ပါပဲမေသူခေါင်းထဲမှာသွေးတွေအလုံးစုပွက်သွားခဲ့တယ်သူအဖေရဲ့မိလေဇလတ်မျက်နာသူ့အမေရဲ့ပူဆွေးနေပုံ ဒီလူရဲ့ရုပ်မှရိုင်းဆိုင်မှုအားလုံးကိုသူ့ရဲ့ပခုံးပေါ်ကလက်ကိုခါထုတ်လိုက်ပြီးဖြောင်းနေမေသူရဲ့လက်ကဖက်ကလေထဲမှာဝေ့သွားပြီးရဲမှုကြီးခင်မောင်းရဲ့ပါးတကောက်ကိုအရှင်ပြင်းပြင်းကြောက်ကြရတယ်အတန်ကကျဲလွန်းတာကြောင့်ယုံခံထဲမှာရှိနေတဲ့သူရဲ့ကိုတင်းမြင့်ကိုတခြားရဲသားတယောက်ပေါ်ကက်ကြီးတည်းတည်းဖက်သွားကြတယ်ရဲမှုကြီးခင်မောင်းဟာသူ့ပါဝတ်သူ့အော်ကင်ပြီးမယုံနိုင်သလိုမေသူကိုစိုက်ကြည့်နေတာတယ်သူ့ဘဝမှာဘသူမှသူ့ကိုဒီလိုမစော်ကားဘူးမေသူကဒေါသကြောင့်တုံ့ပြန်နေတဲ့အတန်ဒါပေမဲ့ပြက်သားမှုအပြည့်နဲ့អော်ပြောလိုက်တယ် ရှင်လိုအာနာကိုအလွဲဆုံးပြီးအဖြစ်မရှိဘီသူကိုနိုင်တဲ့စီနိုင်လောက်နေတဲ့အကျင့်ပြည့်ရဲမှုကြီးရှင်ကိုကျွန်မဘေးတော့မှဒူးမထောင်ပါဘူးရှင်ကျွန်မကိုစွာကားဖို့ကြိုးစားတာကိုဥပဒေနဲ့ပဲတရားဆွဲမယ်ရဲမှုကြီးခင်မောင်ရမျက်နှာကဒေါသကြောင့်ညည်ရတက်လာပြီးသွေးကြောတွေထောင်တက်လာတယ်ခွေးမလီနင်းနင်းငါ့ကိုပားရိုက်တာဟုတ်လားသူကဘေးကရဲတွေကိုလက်ညှိုးထိုးအော်ဟစ်လိုက်တယ်ဘာလို့နေကြလဲတာဝန်ထမ်းဆောင်နေတဲ့ရဲရရှိကိုကိုတီလဲအောင်ကျူးလွင်မှုနဲ့ဒီကောင်မလေးကိုအခုချက်ချင်းဖမ်းချုပ်လိုက်စမ်းပါအချုပ်ခန်းနဲ့ထဲထားစမ်းပါ ရဲမှုကြီးခင်မောင်ရဲ့အမိန့်ငထန်ကြောင့်ယုံခန်းထဲမှာရှိနေတဲ့ရဲသားနှင်းအောင်ဟာမေသူစီကိုအလန့်တကြားပြေးဝင်လာကြတယ်။မထီနဲ့ကျမကိုမထီနဲ့ကျမဘာသာလိုက်ခဲ့မယ်။မေသူဟာသူ့ရဲ့ခုံတိခါကိုအဆုံးစုံထိကာကွယ်ရင်းသူ့လက်တွေကိုမညာမတာချုပ်ကైဖို့စ조사နေတဲ့ရဲသားတွေရဲ့လက်ကိုပုတ်ထုတ်လိုက်တယ်။သူ့မျက်လုံးတွေဟာတော့ရဲမှုကြီးခင်မောင်ရဲ့နီးရဲနေတဲ့မျက်နှာကိုသာစူးစိုက်ကြည့်နေစေ။ သူ့ကိုအချုပ်ခံတဲ့သူဆွဲခေါ်သွားတဲ့တန်တကာကိုဂျိန်းခင်းနဲ့ပိတ်လိုက်တဲ့တွေဟာရဲစခန်းတစ်ခုလုံးပိတ်တင်ထပ်သွားတယ်။ရဲမှုကြီးခင်မောင်ကတော့သူ့ယုံခံထဲမှာဒေါသတကြီးနဲ့စပွဲပေါ်ကပစ္စည်းတွေကိုလက်နဲ့ပုတ်ထုတ်လိုက်တယ်။ခွေးမခွေးမငါ့ကိုစော်ကားတယ်။ဒီကောင်မကိုရောသူ့အဖေကိုရောအမြန်ဆုံးထောင်းထည့်ရောက်အောင်အမှုတီးဆောက်ဆန်းတင်မြင့်မနေ့ဖြန်ချက်ချစ်တရားယုံတင် ူရဲဥတည်မြင့်လေသူ့ဘဝမှာရဲမူကြီးဒီလို့ဒေါသထွက်တာမမြင်ဘူးတာကြောင့်ကြောက်လန့်တကြားနဲ့ဟုတ်ဟုတ်ကဲ့ပါရဲမူကြီးလို့သာပြင်းဖြစ်ပြီးအခန်းထဲကအမြန်ထွက်လာခဲ့ရတယ်။မေသူအဖန်ခံရတဲ့တဲ့င်းဟာနိုင်ဤပိုင်းအသွင်းမှာပဲရှေ့နေကြီးဦးသိန်းဝင်းစီရောက်သွားတယ်။ဦးသိန်းဝင်းဟာချက်ချင်းပဲရဲစခန်းကိုလိုက်လာပြီးသူ့အမှုတွေနဲ့တွဲခွင့်တောင်းပေမဲ့ရဲမူကြီးအမိတ်မရှိလို့တွဲခွင့်မကွနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပယ်ချခံလိုက်ရတယ်။ဦးသိန်းဝင်းသဘောပေါက်သွားပြီ ဒီကိစ္စဟာမြိုင်မြို့ရဲ့ဥပဒေဖောင်သွင်းမှာဖြည့်ရှင်းလို့ရတော့မှာမဟုတ်ဘူးရဲမှုကြီးခေမောင်ဟာဒေါသကြောင့်လှုပ်ချင်ရလှုပ်တော့မယ်ဒဏ်ရာရတာရဲ့တကောင်ထက်သွားပြီသူဟာရဲစခန်းရှိကနေတိတ်တဆိတ်ပြန်ထွက်လာပြီးမြို့ထဲကတယ်လီဖုန်းဆိုင်လေးတစ်ခုစီအ мян သွားခဲ့တယ်သူဖုန်းခေါ်လိုက်သူကတော့ခစ်ထစ်တည်င်းကြနေကမေသူချိတ်ဆက်ဖို့စူးစမ်းနေခဲ့တဲ့စုံစမ်းထောက်လန့်ရဲ့တည်င်းထောက်ကိုဇာနီပဲဖြစ်ပါတယ်ကိုဇာနီခမည်းကိုကျွန်တော်ရှင်းနေဦးဦးသိန်းခွေးမှာညိုင်မြို့ကဟုတ်ကဲ့ဦးလေး မေတုကိစကျွန်တော်စုံစမ်းနေတော့ပဲစုံစမ်းနေလို့မရတော့ဘူးဦးသိန်းကွင်းကလေတန်တူတိုးနာအရေးကြီးဖြတ်ပြောင်းလိုက်တယ်မေတုအခုကဲအဖမ်းခံလိုက်ရပြီရဲမှူးကြီးခင်မောင်ကသူ့ကိုလိန်ပိုက်ဆိုင်ရညှုတ်ဆက်ဖို့ကြိုးစားလို့မေတုကသူ့ကိုပိုက်ပြန်ရိုက်လိုက်တာအခုတာရွန်ဝိတာနှုတ်ဆက်ဖို့နဲ့အချုပ်ခန့်နဲ့ထည့်လိုက်ပြီသူ့အဖေကိုမူရဆင်းနဲ့ထောက်လျှောက်ဆင်ယုံမကအခုသူ့တမီးကိုပါထပ်ပြီတကယ်တကယ်လားဦးလေးဒီကိစ္စကိုအသေးစိတ်ကျွန်တော်ကိုအထီးကျပြောပြပါမေတုစူထားတဲ့တခြားတပ်တွေရော ဦးသိန်းဝင်းကဖြစ်စဉ်အားလုံးကိုအတော်ကျုပ်ရှင်းပြလိုက်တယ်။ကောင်းပြီ။ကျွန်တော်တို့ဒီညပဲတည်င်းတင်မယ်။အွန်လိုင်းကနေအရင်ဖြတ်မယ်။ဦးလေးမေသူအမေကိုရောဦးလေးကိုတိုင်ကိုပါလုံခြုံတဲ့နေရာမှာခဏရှောင်နေကြ။အေးညာညစင်နာကြီးခစ်တဲ့တည်င်းကြနေရဲ့လူမှုကွင်ရာစာမျက်နှာပေါ်မှာတည်င်းတဖို့လက်ရက်စီလက်တလို့ပေါ်ထွက်လာတယ်။ အာနာရှင်စံတော်ရဲမှုကြီးကိုဥပဒေကျောင်းသူတို့ရဲ့ပားပြန်ရိုက်တွန်းပြန်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာတော့မြိုင်မြို့မှာဖြစ်ပွားခဲ့သောမတရားမှုရဲ့ဆေဖန်းစီမှုရဲ့နောက်ွယ်မှာအကိလိုက်စားမှုတွေအမှုမှန်ပေါ်ပေါက်ရေးစူးစမ်းနေတဲ့ကျောင်းသူတမီးကိုရဲမှုကြီးမှလိန်ပိုင်းဆိုင်ရာနောက်ရှင့်ရန်စူးစမ်းလာမှာဆိုရအကြောင်းအရာတွေဟာမေသူစုဆောင်းထားတဲ့စက်ကြက်တောင်းခံမှုအတန်ဖိုင်အတိုလေးတွေနဲ့အတူပလူပြန်သွားတော်တယ်တနာလီအထွေမှာပဲဒီတဲ့င်းကိုမျှဝေသူ share ထောင်ပေါင်းစွာဖြစ်သွားပြီးပြိုင်တန်းတန်းစီးနေတဲ့တည်င်းဌာနကစည်းလီဓာတ်တွေကပါပြန်လဲကူးယူပေါ်ပြကြတယ်။ပြည်သူလူထုရဲ့ဒေါသတကြီးမှန့်ချက်တွေကမရင်မတွက်လဲအောင်တက်လာခဲ့တယ်။အချင်းပြက်ရဲမှူးကြီးကိုပားပြန်ရိုက်ခဲ့တဲ့ចောင်းသူလေးဆိုတဲ့စကားလုံးကညတွင်ချင်း trend ထိသွားခဲ့တယ်။နောက်ထနေ့မနေ့ရဲမှူးကြီးခင်းမောင်ရောက်တော့သူ့ယုံခန်းလေးကိုဝင်လာလာခြင်းမှာပဲနေပြည်တော်ကအထက်အရာရှိကြီးတွေဖုံးမုံတိုင်းကိုတဆက်တိုက်ဖြေဆိုနေရပါပြီ။မဟုတ်မဟုတ်ပါဘူးခင်ဗျာ။ဒါတည်င်းမားတွေပါ။ ကျွန်တော်ကိုတမန်တိုက်ခိုက်နေတာပါ။ तू ဘယ်လိုမှရှင်းပြလို့မရတော့ဘူး။ तू ရဲ့အတိတ်ကလာစားမှုမှတန်းဟောင်းတွေအနိုင်ကျင့်ခဲ့တဲ့အမှုဟောင်းတွေပါ။အွန်လိုင်းပေါ်မှာတတိတန်းကြီးပြန်ပေါ်လာခဲ့ပြီ။ तू ဒေါသမထိုင်နိုင်တော့ပဲအော်ဟစ်နေကြင်မှာပဲ။ तू ရုံခန့်တကားကိုမခောက်ဘဲဝင်လာတဲ့၃ယောက်။ဝတ်စုံပြည့်ရဲမှုကြီးတယောက်နဲ့အရက်ဝတ်စုကြီး၂ယောက်။ तू တို့ဟာမြို့တော်ကချက်ချင်းဆင်းလာတဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ SIT ပါပဲ။ရဲမှုကြီးခမောင်း ခမရနဲ့ပတ်သက်တဲ့တိုင်ကြားစာတွေမီဒီယာဘောကတည်င်းတွေအတွက်ခမရကိုစတင်စစ်ဆေးမေးမြန်းဖို့ကျွန်တော်တို့လာတာရဲမှုကြီးခင်မောင်ရဲ့မျက်နှာကသွေးဆူဖြူလျော်သွားတယ်ပြီးတော့ရဲမှုကြီးကဆက်ပြောတယ်ဒီကိစ္စတွေစစ်ဆေးနေတော့ခမရကိုတာဝန်ကနေယာယီရက်ဆိုင်လိုက်ပြီးဦးမောင်နဲ့မေသူရဲ့အမှုထွေအောက်လုံကို ကျွန်တော်တို့အဖွဲ့ကချက်ချင်းလွှဲပြောက်ယူမယ်ရဲမှုကြီးခင်မောင်ရောက်တော့သူ့ရဲ့ကြီးမားတဲ့ထိုင်ကုန်ကြီးတဲကိုဘုံခနဲ့ပြထိုင်ချလိုက်မိတော့တယ် မနေ့ကသူတပားကိုအမိတ်ပေးခဲ့တဲ့ဒီယုံခန့်ဟာဒီနေ့မှတော့သူ့အတွက်စစ်ဆေးမေးမြန်းခံရမယ့်တရားကိုယ်တစ်ခုဖြစ်သွားခဲ့ပါပြီ။နေပြည်တော်မှာတရက်ရောက်ရှိလာသောအထူးစွန့်စမ်းစစ်ဆေးရေးအဖွဲ့ SIDE လုတ်ဆောင်ချက်များသည်လင်းမန်ဘီထိရောက်လာသည်။အဖွဲ့ကောင်းဆောင်ဖြစ်သူရဲမှုချုပ်ဦးလာဝဲမှာအာဂတိလိုက်စားမှုကို အလွန်ညွန်မှုန်းသူအဖြစ်နာမည်ကြီးသူဖြစ်ရာသူသည်ရဲမှုကြီးခင်မောင်၏ယုံကန်းကိုပင်ယာယီယုံအထည်အသုံးပြုကား အမှုများကိုချက်ချင်းစတင်စစ်ဆေးတော်သည်ပထမဆုံးအနေနဲ့ဥမောင်၏မူရစေဝအမှုမှာတတေကံပစ္စည်းဟုဆိုသောဘိန်းဖြူထုတ်ကို တကွဲကန်းတော့ပြန်လဲပူဆောင်စစ်ဆေးစေသည်တပြိုင်နက်ထဲမှပင် အမှုကိုကင်တွဲခဲ့သောဒူယေအုတ်တင်မင်းအားခေါ်ယူစစ်ဆေးသည်ဒူယေအုတ်တင်မင်းမှာသူရှိတွင်ထိုင်နေသောရဲမှုချုပ်၏ခတ်ထန်သောအမှုရာနှင့်ပြတ်သားသောမေးခွန်းများအောက်တွင် ခြေမကင်မိလက်မကင်မိဖြစ်နေသည်ခင်ဗျားလူရှာဖွေပုံစံမှာဥမောင်ရဲ့လက်ပြရာဒီအထုပ်ပေါ်မှာပါသလားအဲ့ဒါကမိုးရွာနေတော့မိုးရွာတာနဲ့လက်ပြရာကဘာဆိုင်လဲခင်ဗျားတို့ရဲ့အစီရင်ကန်စာမှာဆန်အိတ်အောက်ကနေ6တွေ့လေးရဲ့တွေ့ရှိရတယ်လို့ရေးထားတယ်မဟုတ်လားခင်ဗျားမှာရွေးချယ်စရာနှစ်ခုပဲရှိရဲ့အမှန်တိုင်းဝန်ခံပြီး အစိုးရတသက်အဖြစ်ပူးပေါင်းမလားဒါမှမဟုတ်ခင်မောင်ညက်အတူ တတ်တဲ့အတုဖန်သီးမှုမှာကြံ့ရပါဖဲ့ထောင်တန်အတူတူကြကံမလားတင်မင်းတယောက်ချွေးတွေရွှဲနေလာပြီသူ့ရဲ့တစ္ဆာကန်တွေမှုဟာသူ့အနာကနဲ့လဲလို့မခွန်းမှန်ချက်ချင်းသဘောပေါက်သွားသည်သူဟာကျမ်းပင်ပေါ်တူးထောက်ချလိုက်ပြီကျွန်တော်ကျွန်တော်အကောင်ဝင်ခံပါမယ်ရေမှုချုပ်ဒါဒီအားလုံးရေမှုကြီးခင်မောင်တယောက်တည်းစီစဉ်ကင်ဆေးတာပါဥမောင်ကစက်ကြက်မပေးလို့သူ့ကိုနမူနာပကျင်လို့ကျွန်တော်ကိုအဲ့ဒီအထုပ်ကိုသူ့ဆိုင်ထဲကြိုတန်းထည့်ထားခိုင်းခဲ့တာပါ တင်မင်းဤဝန်ခံထဆူချက်သည်အားလုံး၏အဆုံးသတ်ထွက်ခဲ့သည်သူသည်စက်ကြဲကောက်ခံမှုများတခြားသောဈေးသူဈေးသားများပေါ်အနိုင်ကျင့်ကြံမှုများကိုပါတခုမကြံဖွင့်ဟဝန်ခံခဲ့သည်တနာဤလက်ကြောင့်မိတမကြာမိအလဲမှာ အချုပ်ခန်း၏တန်တကားများပွင့်လာသည်ဥစွာမိသူကိုအချိုခမထုပ်ဆောင်လာခဲ့သည်ရဲမှုချုပ်ဦးလာဝင် ကိုတိုင်သူမကိုစောင့်နေခဲ့သည်တမီမိသူထိခဲ့တဲ့တမကိစ္စတွေအတွက် ဦးလေးတို့ဌာနကိုစားတောင်းပန်ပါတယ်။တမီးရဲ့တတိရှိမှုကမတိလမှုကကြီးတစ်ခုလုံးကိုဖော်ထုတ်နိုင်ခဲ့တယ်။မေသူမြက်ယုံလဲမှာမြက်ရည်တွေဝဲတက်လာတော့လဲသူဘာမှပြမပြောင်းနိုင်သေးဘူး။သူ့မြက်လုံးများကတဆုံတယောက်ကိုရှာခွေနေသည်။တမီးရဲ့အဖေဥမောင်ကိုအခုချက်ချင်းမင်းပြန်လွတ်ပြီးပါပြီ။စကိုင်းရှိမှာစောင့်နေပါလိမ့်မယ်။မေသူတယောက်ကျေးဇူးတင်ပါတယ်ဟု တိုးတိုးပဲပြောနိုင်ပြီးရဲစခန်းအဆောက်အဦထဲမှာ အပြေးလေးထွက်လာခဲ့သည်။ ိုးစဲသွားပြီးဆင်ရှင်းလင်းနေသောကောင်းကင်အောက်ရဲစခန်းရှိမှသူ့အမေဒေါခင်ခင်နဲ့အတူပိန်လိသွားသောသူ့အဖေဦးမောင်တမီလေးအဖေဖခင်ဖြစ်သူကသူ့တမီကိုတင်း